ချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်မများမင်္ဂလာပါလို့ခရစ်တော်အနာမဖြင့်နှုတ်ခွန်းဆက်ပါတယ်ဒီနေ့မှာနှုတ်ခွန်းဘတ်တော်အဖြစ်ကပ္ပဦးချမ်းအခန်းကြီး၄အပိုက်ငယ်25နဲ့26မှာအာရန်ဒီလည်းမိမိမယားနဲ့တပံဆက်ဆံပြန်လေမယားသည်သားကိုဖွားမြင်၍ရှေသဟူသောအမည်ဖြင့်မှဲ့လေ၏အကြောင်းမူကားကိုင်းနာတတ်သောအာဘေလကိုစားတပါးသောအຫນွယ်ကိုအကျဉ်ုပ်အဖို့ ဖျားသခင်ခန့်ထားတော်မူမည်ဟုဆိုသည်ခြေတသည်လည်းသားကိုရ၍အေးနှုတ်ဟူသောအမည်ဖြင့်မှဲ့လေ၏ထိုကာလ၌သာရဖျား၏နာမတော်ကို အမည်ပြု၍ကိုးကွယ်စပြုလေ၏လို့ပြောပါတယ်နော်ခြေတနဲ့သားဟာလာအေးနှုတ်တော်ကဖျားသခင်ကိုကိုးကွယ်စပြုလာပြောကျင်တာကတော့နံဝိညာဉ်နဲ့သစ္စာနဲ့အိုးွယ်ရမယ်ဆိုတဲ့အတိုင်းပေါ့။ဘာကြောင့်လဲတဲ့ နော်အာဘီလာကိုကိုင်းနာတတ်လိုက်တဲ့ကိုစားဘုရားကိုပြန်လဲကိုးကွယ်ဖို့ဖြစ်တယ်။အဲဒီတော့ရစ်ပူဇော်တဲ့အခါမှာအာဘီလာရဲ့မှန်ကန်သောပူဇော်ခြင်းကိုဒီကိုင်းနာကမလိုလားတဲ့အခါမှာစာရန်ကသူ့ကိုအသုံးချ၍ပြန်လဲပြီးတော့မှပြစ်မှတ်အနေနဲ့အာဘီလာကိုလုံးဝအဆုံးစီရင်တယ်ကိုကျွန်တော်တို့တွေ့ရတယ်။ဒါကတနည်းအားဖြင့်ကြည့်ရင်စာရန်ရဲ့ပြစ်မှန်လို့ကျွန်တော်တို့နားလည်လို့ရပါတယ်။ တယောက်ချစ်တော်ညီကိုမောင်မတော်ဒီနေ့နှုတ်ဘတော်အားဖြင့်တော့ကျွန်တော်စင်ကျင်နှလုံးသွင်းရမှာစာတန်ရဲ့ပြစ်မှတ်ထားသောဒီနေ့သားကောင်းသည်ရှေးယုံကြည်သူများဒီနေ့ကျေးဇူးတော်ကာလရဲ့အသင်းတော်ကာလမှာဘုရားကိုနံဝိညာဉ်နဲ့သစ္စာနဲ့စတင်ကိုးကွယ်တက်လာသောဘောရငင်ခရိယံများသည်စာတန်ရဲ့ပြစ်မှတ်ထားသောသူတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့တတိထားဖို့အင်တန်မှအရေးကြီးပါတယ်။နော်ဒါကြောင့်စာတန်သည်ခိုးခြင်း တ်ခြင်းဖြတ်စည်းခြင်းကသူဒီယုံကြည်သူတွေကိုအတိကပြစ်မှတ်ထားတယ်ဆိုတော့ကျွန်တော်တို့မမေ့ဖို့ဖြစ်တယ်။ဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေများဒီနေ့ဂျေဇုတော်ကာလပြန်ကြည့်တဲ့အခါမှာရှမာရိအမျိုးသမီးကိုသခင်ရှုခရစ်တော်ကနံဝိညာဉ်နဲ့သစ္စာနဲ့ကိုးကွယ်ရမယ်အချိန်ခါယခုပင်ရောက်လို့နေပြီလို့ပြောပါတယ်။ဒါကြောင့်အဲ့ဒီလိုကိုးကွယ်တက်လာတော့ဒီနေ့သူတွေကိုလည်းပဲစာရန်ကပြစ်မှတ်ထားတယ်ဆိုတော့ကျွန်တော်တို့မေ့ထားလို့မရပါဘူး။ ရောက်ချစ်တော်ဓမ္မမိတ်ဆွေဒီနေ့ဟိရှားအခိုင်း14လောက်မှာကျွန်တော်ကြည့်တဲ့အခါမှာဒီနေ့စာရန်ဒီလုံးဝဘုရားသခင်သူ့ကိုအဆုံးဟာလာနှင်ချခြင်းခံရပါတယ်နောက်ဆုံးမှသူဒီမိအိုင်တဲသူတွားရမယ်သူဒီအချိန်မရှိတော့သောကြောင့်သူဒီမိကုံရန်ကို သူ့ရဲ့ပြစ်မှတ်ထားရာတန်ရှင်းသူယုံကြည်သူတွေကိုလုံးဝအပြီးပိုင်သူဒီသုတ်သင်ရှင်းလင်းမှုသူဒီစူးစမ်းအားထုတ်နေတဲ့အချိန်ပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့တပည့် 9လောက်မှာကြည့်တဲ့အခါမှာအပိုင်းငယ်10လောက်မှာသင်တို့ဤရန်သူတွေဟူသောမာနတ်တွေဟောက်သောခြင်းတွေကဲ့သို့အဘယ်သူကို မြိုရမည်ဟုလှဲ့လေရှာဖွေလက်ရှိတယ်။သူကထိုင်းမနေဟုကျွန်တော်တို့ရှာတာ။ဒီစတိုင်ဘာသနတ်သမားတယောက်လို့ပေါ့။ရန်သူပြက်မှတ်ကိုသူကရှာတာ။ဒါကြောင့်ရှာတယ်ကလည်းကျွန်တော်တို့ရှာတယ်။ရှာတဲ့အခါမှာတွေ့တဲ့အခါမှာကျွန်တော်ပြက်မှတ်အနေနဲ့ဒီနေ့ကျွန်တော်တို့ကို ပြောမယ်ဆိုတော့ခိုးခြင်းတတ်ခြင်းဖြတ်စီခြင်းပေါ့။သို့တော့ ဝိညာဉ်ကိုတော့သူဖြတ်စီလို့မရပါဘူး။ဘာကြောင့်လဲ။ဒီနေ့ကောင်းငွေနိုင်ငံမှာစင်ရင်မှတ်သားတာပြီးဖြစ်တဲ့အတွက်เนาะကဘာ။ဗျာဒိတ်ခိုင်းသုံးလောက်ကျွန်တော်တို့အမည်နာမကိုကဘာအဲဘုရားသခင်ရဲ့အရှိမကျွန်တော်ရဲ့နာမည်စင်းကိုယူထားတော့ကြောင့်ကျွန်တော်ရဲ့ဝိညာဉ်ကိုတော့သူထိလို့မရဘူး။ဒါကြောင့်ယောဘကိုထိပါ။ခန္ဓာပိုင်းဆိုင်ရာထိပါ။ဒါတူဝိညာဉ်ကတော့မင်းမထိနဲ့။ဒီသဘော။ဒါကြောင့်စာနန်ဒီလူတွေကိုဘလောက်ထိပြစ်မှတ်ထားတယ်ဆိုတော့ဘုရားသားများဟာ ဖះကိုကိုးကွယ်ဖို့ရန်ဖះသခင် မျက်မှောက်တော်တယ်တိုးဝင်တဲ့ကောင်သူဒီလည်းဖះသားနဲ့သူရောနောပြီးတော့မှသူလာတယ်လို့ပြောပါတယ်ဗျာဒီနေ့ကျွန်တော်တို့တခါလေးတင်းငွေနေ့ဟာလာဖះဝတ်ကြောင်းကန်တက်ကြတဲ့အခါမှာဖះเจ้าမှာဝတ်ပြုတ်ကြတဲ့အခါမှာလာကြတဲ့အခါမှာစာတန်ဒီကျွန်တော်တို့အမြဲတမ်းရောနောပြီးပါလာလိမ့်မယ်ဆိုတော့တော့ကျွန်တော်သတိထားဖို့ဖြစ်တယ်။ဒါချမ်းသာအတိုင်းဒါကြောင့်မို့ကျွန်တော်တို့ဒီသတိထားမှာပြ။ဘာကြောင့်ကျွန်တော်တို့ဒီစာတန်ရဲ့ပြတ်မှတ်စာတန်ရဲ့သားကောင် အဖြစ်ကျွန်တော်တို့ကအဖြစ်မခံဖို့တော့လို့ပြတ်မှတ်တော့ထားမယ်သို့တော့ကျွန်တော်တို့ဒီနှုတ်ဘတ်တော်အဖြစ်သမာဓိတော်ရှိဖို့အင်မတန်မှအရေးကြီးပါတယ်။ဒီရောက်လောကမှာတတိအသွားတတိအလားတတိဟာလားအဘိုးအားဘလောက်ပေါ့ဘိုးအား1000ဘိုးအား1000စသည်ဖြင့်တတိအနည်းရှိတယ်ပေါ့ဒါပေမဲ့ဖယားနဲ့ပတ်သက်လိုက်တော့တမန်တော်ကြီးရှင်ပေသူကဘာပြောလဲဆိုရင်သမာဓိရှိဖို့ရန်ပြောပါတယ်။နော်သမာဓိရှိပါ ဒီနေ့ကျွန်တော်တို့တမာသတိမရှိစာရံကကျွန်တော်တို့အပိဓာချိန်မုံနိုင်တယ်။ဒါဒီနေ့ယုံကြည်သူတွေတော်တော်များများတခါလေးကြာရင်ဝိညာဉ်ကိုတော့မထိခိုက်နိုင်ဘူးမယ်။စာရံဒီတကယ်ပဲကျွန်တော်ပြတ်မှတ်ထားပြီးလူဘဝသက်တမ်းတဝက်လောက်မှာပဲစာရံကကျွန်တော်တို့ဟိုပြောမစုံပြတ်မှတ်ထားပြီးကျွန်တော်တို့ချိန်မုံတာကိုကျွန်တော်တွေ့ရတယ်။ဝိညာဉ်ကိုတော့မထိပေမဲ့တော့တက်ကောငါးငါးလောက်မှာနောက်ဆုံးမှာဝိညာဉ်ဒီဘုရားသခင်မျက်မှောက်တော်ထဲရောက်ပေမဲ့လောကမှာနေတဲ့ကောင်မှာစာရံကကျွန်တော်တို့အပြီးပိုင်းတိမ့်ပိုက်ခြင်းခံရတဲ့ ယုံကြည်သူတွေခရိယန်လူငယ်တွေမြောက်များစွာရှိပါတယ်။တချို့ဆိုမညီတဘိုးအဖျင်သိမ့်ပိုက်တယ်ဆာရန်ရဲ့ပြစ်မှတ်။တချို့ဆိုမူးရဲ့ကြေးကြုံအဖျင်ပြစ်မှတ်ထားတယ်။တချို့ဆိုရင်မူးရဲ့သေစာအဖျင်တချို့ဆိုနံပါတ်4ဟာလားအဖျင်အမျိုးမျိုးအသွေးသားတတ်မဲ့ခြင်းအဖျင်ဆာရန်ကကျွန်တော်တို့ပြစ်မှတ်ထားပြီးမိမျိုးစုံနဲ့ဖြိုလဲနေတယ်ခိုးနေတယ်တတ်နေတယ်ဖျက်ဆီးနေတာကိုကျွန်တော်တို့ဒီတတိထားဖို့ဖြစ်တယ်ချက်တော်ညီကုံပေါ်မှာ။ဒီနေ့ဖျားဟော ကိုးွယ်စပြုတ်လာတော့ဒီနေ့အာဘေလနဲ့ကိုင်းနာဒီစာရန်ရဲ့ပြတ်မှတ်တဲ့ကြာရှုံးသွားတယ်အေဒင်ဥယျာဉ်မှာငိမ့်ချန်းစွာနေထိုင်နေတော့အာရန်ဟာလာနဲ့အေဝါဒီလဲစာရန်ရဲ့ပြတ်မှတ်ကြောင့်လုံးဝကြာရှုံးသွားတယ်ဒါကြောင့်သခင်ရှုခရစ်တော်ကားတိုင်းပေါ်တတ်တဲ့အခါမှာမင်းမလုံနိုင်ပါဘူးဒါပေမဲ့ဘုရားသခင်ကမိမရဲ့အမျိုးဒီဒီမွေရဲ့ခေါင်းကိုကြိုက်မယ်လို့ဘုရားသခင်ကြိုတင်ဓာတ်ထိပ်ပေးထားပြီးသား ဒါပေမဲ့တကယ်နဲ့သုံးရမြောက်နေမှာသခင်ယေရှုခရစ်တော်ဒီသေခြင်းကနေပြန်လဲရှင်းပြန်ထမြောက်အောင်မြင်သွားတဲ့ခါမှာစာတန်ဒီလုံးဝသူ့ရဲ့ပြစ်မှတ်ဟိုသူ့ရဲ့ပြစ်ကွင်းပြစ်မှတ်တစ်ခုဒီသူဆုံးရှုံးသွားတယ်သူသိတယ်သူထင်တာကသခင်ယေရှုခရစ်တော်ဒီလူဖြစ်တယ်ဘယ်တော့မှမထနိုင်ဘူး노ချက်တော်ညီကိုမောင်မတော်သခင်ယေရှုခရစ်တော်ဒီလူတရားပါရှင်ဖြစ်တယ်လို့ဒီကနေ့ဒီဖခင်100%ဆိုတော့လုံးဝသိကြတယ်ဖခင်တရားရိုင်းငယ်တို့အပြည့်ရှိတယ် ဒီကနေ့90မဟုတ်နော်ဖရား90လူ90မဟုတ်တချို့ဖရား90လူ90တယ်မဟုတ်ပါဘူးဒီနေ့ဖရား100ရိုင်းငယ်တို့အပြစ်လူ100ရိုင်းငယ်တို့အပြစ်ဖြစ်လို့သူဒီသေသေလို့ရတာဖြစ်တယ်ဖရား100ရိုင်းငယ်တို့အပြစ်သူဒီဖြစ်တဲ့အတွက်စာတန်ရဲ့ပြစ်မှားနေသူပြန်လဲရှင်ပြန်ထမြောက်နိုင်တာဖြစ်တယ်အောင်းနိုင်တာဖြစ်တယ်ဒါကြောင့်ငါဒီလောကအောင်ဒီနေ့ကျွန်တော်တို့ဒီလောကအောင်သောသူဖြစ်တယ်စေတော်ဓမ္မမိတ်ဆွေစာရမဏေရဲ့ပြစ်မှတ်တယ်မှာကျွန်တော်တို့ကြာရှုံးမဲ့ ိုဟာလာရွေးနှုတ်ချင်းခံရတော့တန့်ရှင်းသူတွေမဟုတ်ပါဘူးဒီနေ့စာရမဏရဲ့ပြစ်မှတ်တယ်မှာကြရှုံးဖို့ရန်ဘုရားသခင်ကျွန်တော်တို့ရွေးနှုတ်ထားတာမဟုတ်ပါဘူးရှေးမဆွတဲ့ဟိုကစာရန်ကိုအောင်ဖို့ရန်ကျွန်တော်တို့ရွေးနှုတ်ထားတာဖြစ်ပါတယ်ဘုရားချစ်တော်ဓမ္မမေဆွေညီကိုမောင်မများဒီနေ့စာရန်ဒီဘလောက်ပဲကျွန်တော်တို့ဟာလာရှေးယုံကြည်သူများကစပြီးနောက်ဆုံးအသင်းတော်ကာလအထိဘလောက်ပဲပြစ်မှတ်ထားပါစေဒီနေ့ကျွန်တော်တို့ဒီတမန်တော်ရှိဖို့ဖြစ်တယ် ဟာလာဖះကိုကိုးကွယ်စပြုလာတော့ဒီနေ့အေးနှုတ်နဲ့ဟာလာရှေးသားနဲ့အမျိုးကိုလည်းစာရန်ဒီပြတ်မှတ်ထားသလိုပဲအာရန်နဲ့အမျိုးနဲ့ပြတ်မှတ်ထားသလိုပဲခရစ်တော်အပြင်ကျွန်တော်တို့ကားတိုင်းအပြင်ပြန်လဲရွေးနှုတ်ခံထားရသောသူတွေကိုလည်းစာရမဏတ်ဒီယနေ့တိုင်အောင်ပြတ်မှတ်ထားနေစေဆိုတာကိုတော့ကျွန်တော်တို့မမေ့ဖို့ဖြစ်ပါတယ်ချစ်တော်ဓမ္မမိတ်ဆွေသင်နဲ့သင်မိသားစုဖះကိုချက်လာပြီဖះအမှုတော်မှာပါဝင်တက်လာပြီဆိုရင်စာရန်ရဲ့ပြတ်မှတ်ဆိုတာကိုကျွန်တော်မမေ့ဖို့ဖြစ်တယ် နော်ပါဝင်တက်လာပြီးအမှုတော်မှာပါဝင်တက်လာပြီးအသင်းတော်ပံ့ပိုးတက်လာပြီးအသင်းတော်ကိုကြီးတက်လာပြီးဆိုရင်စာရန်ရဲ့ပြစ်မှတ်ထားရဆိုတာကိုကျွန်တော်တို့မမေ့ဖို့ဖြစ်တယ်။ဘုရားကိုသင်ပြီးချစ်တက်လာပြီးဘုရားကိုအချိန်ပေးတက်လာပြီးဘုရားဝတ်နဲ့မွေ့လျော်တက်လာပြီးဆိုရင်စာရန်ရဲ့ပြစ်မှတ်ဆိုတော့ကျွန်တော်တို့မမေ့ဖို့ဖြစ်တယ်။ဘုရားချစ်တော်တော်မေဆွေများဒီနေ့အသင်းတော်ကာလမှာအသင်းတော်ကိုအပိသသူတွေချိန်မုန်းကြတာစာရန်ပဲဖြစ်တယ်။ဘုရားစာရန်ရဲ့ပြစ်မှတ်ဒီအသင်းတော်ဖြစ်တယ် စာတန်ရဲ့ပြတ်မှတ်ပြီးတန့်ရှင်းသူယုံကြည်သူဖြစ်တယ်စာတန်ရဲ့ပြတ်မှတ်ပြီးသင်နဲ့ကျွန်တော်ဖြစ်တယ်ဆိုတော့ဒီနေ့နှုတ်ကပတော်အားဖြင့်ပြန်လည်၍နိုးစော်ပါတယ်ဒီနေ့သို့တော်ဒီနေ့ငါသည်လောကကိုအောင်ပြီးဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်တို့စာတန်ကိုအောင်နိုင်ခြင်းအားဖြင့်ကျွန်တော်တို့အကောင်းဆုံးကြော်ဖြားရအောင်ဘယ်ဘုရားသားများဒီဘုရားကိုကိုးကွယ်ဖို့သွားတဲ့အခါယောဘဝတ္ထုမှာစာတန်အမြဲတမ်းယောပါတယ်လို့ဒီနေ့ခြေစွတော်ကာလမှာအသင်းတော်ကိုပါဝင်ဆက်ကပ်နေပြီဆိုရင် စာတန်ရဲ့ပြစ်မှတ်အနေနဲ့ကျွန်တော်တို့နောက်ဆက်မယ်ဆိုတာကိုဒီနေ့တမာတိကြီးစွာအသက်ရှင်ရမယ့်အချိန်ဖြစ်တယ်။ဘာကြောင့်လဲအသင်းတော်ထားသောပြစ်မှတ်ယုံကြည်သူထားသောပြစ်မှတ်သည်သူအချိန်မရှိတော့သောကြောင့်သူသည်ပြစ်မှတ်ထားပြီးမိကုံရန်ကုန်နေ့မနာညမနာသူသည်လှုပ်ရှား။တော့ဒီနေ့ကျွန်တော်ဝิญဉေးရမှာတစ်ချက်နိုင်မီအိတ်တော်သွားတာမဖြစ်ဘူးသတိထားမှာဖြစ်တယ်။တော့ဥတုခုဆိုတဲ့လူလင်လေးဟာဟာလာတမာတရားကိုခံယူနေတဲ့အချိန်မှာသူတစ်ချက်ဟာလာ နိုင်မီအိပ်ပျော်သွားတာနဲ့နော်ရုပ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာတခါတည်းအပေါ်စင်ကနေဟိုးအောက်စင်ကြီးကြပြီးသိတယ်လို့ပြောတယ်ကျွန်တော်တို့ရှင်ပေါလုကပြန်လဲပြီးဟာလာဘုရားကိုပတ္ထနာပြုတ်တဲ့အခါမှာသူပြန်လဲအသက်ဝင်လာတာကျွန်တော်တို့တွေ့ရတယ်ဘုရားဒီနေ့ကျွန်တော်တို့ဘဝမှာခရစ်တော်အားဖြင့်သေသူဘဝကနေရှင်သူဖြစ်လာတဲ့အခါမှာစာနန်ဒီကျွန်တော်တို့ကိုပြစ်မှတ်ထားတယ်ဆိုတော့ဒီနှုတ်ကပတော်အားဖြင့်ကျွန်တော်တို့တတိထားပြီးတော့မိသားစုတွေဘယ်လိုပဲဖြစ်ဖြစ်သမာဓိနဲ့အသက်ရှင်ရအောင်နောက်ဆုံးကာလမှာ ကျွန်တော်တို့အောင်မြင်သောသူတွေဖြစ်တယ်။ကြရှုံးဖို့ရန်ခိုးခြင်းခံရဖို့ရန်သက်ချင်းခံရဖို့ရန်ဟာလားဖြတ်စည်းခြင်းခံရဖို့ရန်ကျွန်တော်တို့ကိုအရွေးနှုတ်ထားတာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ပြန်လည်ပြီးအသက်တော်တည်ဆောက်ရအောင်။ဒီနေ့နှုတ်ကပတော်အားဖြင့်ကျွန်တော်ပြန်တည်ဆောက်ဆာတန်ရဲ့ပြစ်မှတ်တွေသင်မဖြစ်ပါစေနဲ့ကျွန်တော်မဖြစ်ပါဘူး။ဒီနေ့နှုတ်ကပတော်အားဖြင့်အနေနဲ့ပြန်လည်နိုးစော်ပါလေ။အရောက်စီတန်ဘုရားသခင် ကောင်းကြီးပေးပါစေ။